ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်နှင့်ဘူတီတောင်မြို့နယ်တွေမှာအာဟာရပြည့်ဝမှုဆိုင်ရာအခြေအနေတွေဟာလေးရင်မြန်စွာ ဆုတ်ယုတ်လာနိုင်ဖွယ်ရှိတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးဆိုင်ရာညှိနှိုင်းရေးယုံ UN OSHA ကခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။မနေ့ကနိုဝင်ဘာလ18ရက်နေ့ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာကမ္ဘာ့စာနယ်ရိတ်ခါဖုံးလုံးရေးနောက်ဆုံးထုတ်အစီရင်ခံစာအရမြန်မာနိုင်ငံဟာ စာနယ်ရိတ်ခါမလုံလောက်မှုအတွက်စုံရင်ဖွဲအမြင့်မောက်ဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရစေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့်နိုဝင်ဘာလအထိနိုင်ငံတော်ဝန်မှပြည်ရင်းနေရဲစွန့်ခွာသူဥယေဟာ3.6သန်းအထိရှိမယ်လို့လည်းခန့်မှန်းထားပါတယ်။အောက်တိုဘာလနဲ့နိုဝင်ဘာလဆန်းကတိုက်ပွဲတွေကြောင့်နေအိမ်တွေကိုစွန့်ခွာခဲ့ကြရပြီးလူသားရှင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေပိုပြီးများပြားလာခဲ့တယ်လို့ဆိုပါရစေ။ ဒါအပြင်မြေမြုံပိုင်းနဲ့ပောက်ကွေးစေတတ်သောလက်နက်ခရမ်းများဆိုင်ရာအချက်အလက်အသစ်တွေအရမြန်မာနိုင်ငံမှာအရက်သားနှုတ်နှင်းစဉ်ထိခိုက်လျက်ရှိကြောင်းသိရှိရပြီးဒီအခြေအနေဟာ NDA ဂျိုတင်ကောက်ွေရေးသတိပေးလုပ်ငန်းတွေနဲ့မိုင်းရှင်းလင်းရေးလုပ်ငန်းတွေအဆက်မပြတ်လိုအပ်နေကြောင်းကိုသိသာထင်ရှားစေတယ်လို့လည်းဖော်ပြထားပါတယ်